မဲမင်္ဂလာပါမိတ်ဆွေများခင်ဗျာဒီကနေ့ဖျားရခင်ရဲ့ကျေးဇူးတော်ကြောင့်အားလုံးကျမ်းမာလိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီကနေ့ပြန်လည်ပြီးတော့3မိနစ်စာတရားဒေသနာကိုဖျားရခင်ပြင်ဆင်ပေးတဲ့အရာလေးကိုပြန်လည်ပြီးတော့မိတ်ဆွေတို့စီကိုဝေဖန်တက်တည်ခံချင်ပါတယ်လို့နော်ဒီကောင်းစဉ်လေးကတော့ဘာလဲဆိုတော့ခက်ခဲတဲ့အချိန်မှာတီးခံခြင်းအပြင်ကျွန်တော်တို့အခက်အခဲကိုကျော်လွှားနိုင်ဖို့ဒီနှုတ်ကပတ်တော်ကခွန်အားပေးပါစေရှင်အားကိုအခန်းကြီးတဲ့ အငယ်နှစ်နဲ့လေးမှာငါ့ညီအကိုတို့အမျိုးမျိုးသောစုံစမ်းနှောက်ရခြင်းတို့နဲ့ကြုံတွေ့ရတော့အခါ၌တဲ့အလုံးဝဲမြောက်ခြင်းရှိကြလောတင်တို့ဤယုံကြည်ခြင်းဒီစမ်းသက်ခြင်းကိုခံရတော့အခါတီးခံခြင်းကို ဖြစ်စေတတ်၏ထိုတီးခံခြင်းဒီအပြည့်အဝဖြစ်စေ၍တင်တို့ဒီအလုံးစုံပြည့်စုံခြင်းအဘယ်အရာနှင့်မျှမချို့တဲ့ခြင်းရှိကြလိမ့်မယ်အာမင် ီနှုတ်ကပတ်တော်လေးရဲ့အတိတ်ပဲကတော့စမ်းတတ်မှုများတွေကိုကြုံတွေ့ရတဲ့အခါမှာကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းကိုခိုင်ခန့်စေပြီးတော့တဲ့တီးခံခြင်းစိတ်ကိုမွေးမြူရမယ်လို့ဖခင်ကကျွန်တော်တို့ကိုမှာထားပါတယ်။ဒါကြောင့်မလို့ဖခင်သခင်ဟာကျွန်ုပ်တို့ရဲ့တီးခံခြင်းကိုအသုံးပြုပြီးတော့စုံလင်စေမှာဖြစ်တယ်လို့နှုတ်ကပတ်တော်ကခွန်အားပေးတာဖြစ်တယ်နော်။ တီးခန့်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့ဆုံးလင်ခြင်းလို့မရောက်ဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်နောက်တစ်ခုကယောမအခန်းကြီး9အငယ်34မှာစင်ရဲ့ချင်းအမှုကိုတာမကားတဲ့စင်ရဲ့ချင်းကြောက်တီးခန့်ခြင်းကိုလဲဝဲမြောက်စွာခံစားကြပါစို့တီးခန့်ခြင်းကြောက်အတွေ့အကြုံရှိခြင်းပေါ့နော်အတွေ့အကြုံကြောက်မျောလင့်ခြင်းဖြစ်ဒီကိုငါတို့ဒီတိကြည် ဒီနှုတ်ကပတ်တော်လေးကတီးခန့်ချင်းရဲ့ရလက်ကအင်မတန်မှကျွန်ုပ်တို့အတွက်ကောင်းတယ်ဒါကပါလဲဆိုတော့ညှော်လင့်ချင်းကိုဖြစ်စေတယ်လို့ပြောထားတာဖြစ်တယ်ဆင်းရဲဒုက္ခခံရချင်းဟာတီးခန့်ချင်းကို ဖြစ်ပေါ်စေတယ်တဲ့တီးခန့်ချင်းမှတဆင့်ဖယားတခင်ဤဂတိတော်ကိုမျောလင့်ပြီးတော့ခိုင်မာလာစေတယ်လို့နှုတ်ကပတ်တော်ကခွန်အားပေးပါတယ်ဖျားတခင်ရဲ့အကူအညီအားဖြင့်ကျွန်ုပ်တို့ဟာ စိတ်တမပြတ်ပဲရှေ့ဆက်နိုင်ဖို့ခွန်အားပေးထားတာဖြစ်ပါတယ်။ဒီအရာလေးကိုကျွန်တော်ပြောရမယ်ဆိုနံပါတ်1ဘဝမှာခက်ခဲမှုများကြုံတွေ့ရတဲ့အခါမှာဖယားတခင်ရဲ့နှုတ်ကပတ်တော်ကကျွန်ုပ်တို့ကိုဘယ်လိုတီးခံရတွင်တင်ထားတယ်လဲဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။နံပါတ်2မှာပြောထားတယ်လဲဆိုတော့စမ်းသပ်မှုများစုံစမ်းမှုများဟာတဲ့ယုံကြည်ခြင်းကိုစစ်ဆေးပြီးတော့ထိုတီးခံခြင်းအဖြစ် ကျွန်ုပ်တို့ကိုပြည့်စုံစေတယ်လို့နှုတ်ကပတ်တော်ကဆက်လက်ပြီးတော့ခွန်အားပေးပါတယ်။နံပါတ်3မှာစင်ရဲ့ချင်းမှတဆင့်မျောလင်းချင်းကိုရောက်ရှိကြောင်းကိုမိတ်ဆွေနဲ့ကျွန်တော်တတိယဖို့လိုအပ်ပါတယ်။နံပါတ်4ရဲ့ချက်ကတော့ဖယားတခင်ဒီကျွန်ုပ်တို့ရဲ့တီးခန့်ချင်းကိုမြင်တော်မူပြီးတော့ကောင်းခင်ပုံကဆုလက်အားဖြင့်အစာထိုးပေးမယ်။ကောင်းကြီးမင်္ဂလာခံစားစေမယ်ဆိုတာ တီးခန့်ခြင်းအပြင်မျောလင့်မယ်မျောလင့်ခြင်းအပြင်စုံလင်ခြင်းတို့ရောက်တယ်ဆိုတဲ့နှုတ်ကပတ်တော်လေးကိုဝေငှအသက်တိခံပါတယ်အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေအာမင်